DVB Digital Fast ဒီကြောင့်လည်းအဖွဲ့ဝင်များဟာအမျိုးသားစာကြည့်တိုင်းနေပြည်တော်အစအုံနဲ့အစအုံအတွင်းရှိအင်းဒီချင်းကောင်းပြီးသားတဲ့တရုတ်ဆိုးရရဲ့ကုညီမှုကိုမနာလိုသူတွေကနိုင်ငံညီညွတ်ရေးပြပြအောင်လှုပ်ဆောင်နေကြတဲ့အတွက်အရာရှိတွေအနေနဲ့သတိထားလုတ်ကင်ဆောင်ရွက်ကြဖို့စစ်ကောင်းဆောင်ကပြောပါတယ်။ဧပြီ24ရက်နေ့ကငလင်ကျောက်ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့နေပြည်တော်ရှိမြို့သားစာကြီးတိုက်ကိုတွားရောက်စစ်ဆေးတဲ့အချိန်မှာဗိုလ်ချုပ်ကြီးတချို့နဲ့ ကစားထားမှုတွေကိုပြောဆိုခဲ့တာလို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ်။ဥနေဝင်လက်ထက်မှာလည်းကူညီတယ်။ဦးတန်းရွှေလက်ထက်လည်းကူညီတယ်။ကျွန်တော်တို့လက်ထက်မှာလည်းကူညီနေတော့မယ်။ရယူလို့စိတ်မရှိတဲ့ကူညီမှုမျိုးပါ။ဒါကိုကျေးဇူးတင်ရမယ်စာဝိုင်းပြီးပုတ်ခတ်နေတာဟာတရုတ်နိုင်ငံကိုစော်ကားသလိုဖြစ်နေရဲ့။သတိထားပြီးဆောင်ရွက်ကြဖို့မှာကျင်တယ်လို့ပြောဆိုခဲ့ကြောင်းရှင်းပြပါတယ်။ငလင်ပေးညီညာရေးကိစ္စတွေမှာတရုတ်နိုင်ငံရဲ့ကူညီပေးမှုကို ရေးသားမှတ်သားပြီးမြို့သားစာကြီးတိုင်းမှာမှတ်တမ်းတင်ထားဖို့စာကြီးတဲ့မှုတွေကိုတာဝန်ပေးခဲ့တယ်လို့လည်းဆိုပါတယ်။တရုတ်ရဲ့ဂျာဝန်ညီနိုင်ပေးမှုကြောင့်လာရှိုးမျိုးကိုပြန်ရခဲ့ပြီးတဲ့နောက်လက်လွတ်ထားတဲ့မျိုးတွေကိုထပ်မံရရှိအောင်တရုတ်စိုးရစီအကူအညီတောင်းထားပြီးမကြခင်ဆွေးနွေးမှုတွေထပ်လုပ်သွားမှာဖြစ်တယ်လို့ကကကြီးယုံနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။ကိုကန်တက် MNDAA နဲ့နေမြေအပင်းယူကိစ္စအဆင်ပြေသွားတဲ့စစ်တပ်အနေနဲ့ပြစ်ခတ်ရဲစဲကြောင်ကြီးညာထားပေမဲ့ တမ်းမျိုးသားလူမျိုးရေးတက်မတော် DLL ကိုအလုံးစုံထိုးစစ်ဆွံ့နွဲမှုစီစဉ်နေတာလည်းဖြစ်ပါတယ်။